အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အတူတူလေ့လာကြည့်ချင်တာကတော့နောက်ဆုံးသောကာလရဲ့အဖြစ်ပျက်တွေကိုအသေးစိတ်ဖော်ပြထားတဲ့ Prophet Future ဆိုင်ရာအချိန်စရာတစ်ခုအကြောင်းပါပဲတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပေါ့ကဲဒီကြောင်းကြလေးနဲ့ပဲစလိုက်ကြရအောင်ဒီမှာပြောထားတာကတော့ကဘာကြီးကိုလုံးဝပြောင်းလဲသွားလိမ့်မယ်အဖြစ်ဖြစ်ကြီးကခုနဲ့အစပြုထားတာကိုတွေ့ရမှာပါအဲ့ဒါကပါလဲဆိုတော့ကတိထားတော်မူတဲ့အတိုင်းမြင့်မြင့်ကိုတွေ့ကြွာလာမယ်အကြောင်းပါပဲ ဒီကျမ်းရမှာပေါ့နော်နောက်ဆုံးတရားစီရင်ခြင်းနဲ့ကဘာတစ်တစ်ခုဖန်ဆင်းခြင်းစီကိုဘလို့အဆင်ဆင်ဥတည်သွားမယ်ဆိုတာကိုဖော်ပြချတာပါဆိုတော့ဒီတစ်ခေါက်ရှင်းလင်းတင်ပြချက်မှာတော့အဲ့ဒီအချိန်ဇေယျအတိုင်းတဆင်ခြင်းစီလိုက်ကြည့်သွားကြပါမယ်ဟုတ်ပြီပထမဆုံးအဓိကခေါင်းစဉ်ကိုကြည့်ကြရအောင်ဒါကတော့ဂတိထားရပြန်လဲကြွလာခြင်းအကြောင်းပါဇိုင်းအရာတော့ဒီအဖြစ်ဖြစ်ဟာနောက်ဆုံးသောကာလရဲ့အစပြုမှတ်တိုင်တစ်ခုလိုပါပဲ ဒီကျမ်းချက်တွေကဘာလို့ဆိုလိုတလဲဆိုတော့ဒီပြန်လဲကြွလာခြင်းဟာတာမန်ကံပေါ်လာတာမျိုးမဟုတ်ပါဘူးဒါဟာလူသားအလုံးရဲ့ကိုဖြူတဲ့ကံအလိုက်ဆိုင်ရင်ရှင်းမဲ့ဆက်ကြောလားတစ်ခုလုံးရဲ့ဆိုင်တဲ့တရားစီရင်ခြင်းရဲ့အစဖြူရှင်းချွတယ်လို့ဆိုလိုတာပါတကြော်လဲလို့အရေးပါတဲ့အချက်တစ်ခုပါပဲကဲနောက်တစ်ပိုင်းကတော့တကယ်ကိုစိတ်လှရှားစရာကောင်းပါရဲ့ဒီအဖြစ်ပြက်ရဲ့အတိုင်းအတာကဘလောက်ကောင်းကြီးမလဲဆိုတာကိုကြံရင်ကဘလို့ကွက်ကွက်ကွင်းကွင်းပုံဖော်ထားလဲဆိုတာကိုကြည့်လိုက်ရအောင်ဒီကျမ်းပိုက်တွေမှာဖော်ပြထားတာကတော့ ပ္ပာကြီးတစ်ခုလုံးဖရိုဖြေဖြစ်နေတဲ့မြင်ကွင်းပါပဲ။ဒါဟာစန်းစာမှာအမျက်တော်နေလို့ခေါ်တဲ့နေကြီးရောက်ရှိလာတော့မယ်ဆိုတဲ့နိမိတ်တစ်ခုလိုပါပဲ။ဒီမှာကြည့်ပါ။မိုးကောင်းခင်ဒီစာလေးကဲတော်လိပ်သွားလိမ့်မယ်တဲ့။ဒီလိုပုံဖော်ပြောဆိုမှုမျိုးကတော်တော်လေးကိုအားကောင်းပါလေ။ပြီးတော့ဒီလိုဒရာမာစနစ်ပုံကြီးမျိုးကိုတခြားဂျမ်းမိုက်ဒီမှာလည်းအများကြီးတွေ့ရအောင်ပါမှာ။ ဆော့ကျင်းရင်ကဒီလိုဖော်ပြချက်တွေကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ဘယ်တို့မှသားစီလို့မရတဲ့ကပါဒီတစ်ခုလုံးကို ပြောင်းပြန်လန့်ပြင်းမြင့်အဖြစ်ဖြစ်ကြီးတစ်ခုအဖြစ်ဖုံးဖော်ထားတာပါစဉ်းစားကြည့်ရင်တင်ကြောက်စရာကောင်းသလိုအံ့ဩစရာလည်းကောင်းပါတယ်နော်ကျန်းစာထဲမှာတုံးထားတဲ့အဓိကပုံဥမာတစ်ခုကတော့အမျက်တော်ကြီးစပြစ်သီးနေရတန်စာပါပဲဒါကဘာကိုဆိုလို့လဲဆိုတော့ရှေတုန်းကစပြစ်သီးလေးကိုနေတဲ့အခါစပြစ်ရည်အနီရောင်ကြီးထွက်လာတာကို တွင်းနဲ့ခိုင်းနိုင်ထားလာပါပဲ။ ီပုံရိပ်ကနေရှင်ပြင်းထန်ပြီးနောက်ဆုံးဖြစ်မယ်တရားစီရင်ခြင်းကိုကိုစာဖြူဖော်ပြထားတာဖြစ်ပါတယ်။ဟုတ်ပြီတရားစီရင်ခြင်းအကြောင်းကိုဆက်သွားကြရအောင်လူလေကဘယ်လိုမျိုးအုပ်စုခွဲခြားသွားမလဲဆိုတာကိုကျန်းရင်းကဘယ်လိုရှင်းပြထားလဲဆိုတော့ကြည့်လိုက်ကြစို့ကျန်းစာရဆိုရင်လူမျိုးအလုံးကိုစုဝဲပြီးအုပ်စုနှစ်စုခွဲခြားမယ်လို့ဆိုထားတာတယ်။ဒီလိုခွဲခြားတာက မတဲခရစ်မင်ကျန်အခန်းကြီး25မှာပါတဲ့ဥပမာတစ်ခုကိုအခြေခံထားတာပါအဲ့ဒီမှာလူသားတွေကို တိုးနဲ့စိတ်ဆိုပြီးခွဲခြားထားတာကရှေးခေတ်အရေးလက်ပိုင်းယဉ်ကျေးမှုမှာတိုးတွေကိုနာခံတတ်တဲ့တရားထံစိတ်တွေကိုတော့ခေါင်းမာပြီးကိုယ်တဘောနဲ့ကိုယ်နေတတ်တဲ့တရားထံအဖြစ်ရှုမြင်ခဲ့ကြတော့ပါပဲဒီမှာတကယ်သတိပြုစရာကတော့ရလက်နှစ်ခုကြားကကွာခြားချက်ပါပဲလုံးဝကိုစန့်ကျင်ဘက်ပါပဲတစ်ဖက်ကထာဝရအပြစ်တန်နောက်တစ်ဖက်ကထာဝရအပြစ်ဒါဟာလူတစ်ယောက်ရဲ့လုံရက်တည်နဲ့သူ့ဘယ်သူ့ပေါ်တိစ္ဆာဆောင်တည်တယ်လဲဆိုတဲ့အပေါ်မှာတိုက်ရိုက်မူတည်တဲ့အကျိုးဆက်အဖြစ်တင်ပြထားတာပါ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့တရားစီရင်မဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးအမြင်မတူတာတွေရှိနေလာပါပဲ။တချို့ကခမည်းတော်ဘုရားသခင်လို့ယုံကြည်ကြတယ်လို့တချို့ကတော့တောင်းတော်ယေရှုခရစ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဒီကျမ်းရင်းမှာတော့အဆုံးသတ်မှာတောင်းတော်ကသာတရားစီရင်မဲ့ပုဖြစ်တယ်လို့ကောက်ချက်ချထားတာကိုတွေ့ရပါတယ်။ကဲဒီနောက်တရားစီရင်ညင်တိပါတော့ရောဘာဆက်ဖြစ်မှာလဲ။ဒီအကြောင်းကိုကျမ်းရင်းကအနှစ်တစ်ထောင်ကာလဆိုတဲ့ဘိုင်းတစ်ပိုင်းနဲ့ဆက်တည်ရှင်းပြထားပါတယ်။ ဒီကာလမှာတိကျတဲ့ရည်ရွယ်ချက်တစ်ခုလည်းရှိနေပါတယ်။ဒီစီစဉ်ကိုကြည့်လိုက်ရင်ရှင်းလင်းတဲ့ဖြစ်စဉ်အစီအစဉ်ကိုတွေ့နိုင်ပါတယ်။ပထမဆုံးအထူးအထိတ်တိုက်ပွဲကြီးဖြစ်မယ်။ပြီးရင်မကောက်ဆိုးဝါးပက္ခုတွေကိုဖန်ဆင်းမယ်။အဲဒီနောက်မှာတော့ဖြောင်းမထွေအတွက်ယာယီနိုင်ငံတော်တစ်ခုတည်ထောင်ပြီးမယ်။ဒါတွေအားလုံးဟာနောက်ဆုံးတိုက်ပွဲကြီးမှဖြစ်ခင်မှာဖြစ်ပျက်မဲ့အဖြစ်ပျက်ကြီးပါပဲ။ဒီအနှစ်တစ်ထောင်ကာလမှာအဓိကကျတဲ့အချက်ကတော့စာတန်ကိုချီနှောင်ထားတာပါပဲ။သူ့ကိုလူလီကိုလှက်ဖျားလို့မရအောင်ခြုံနှောင်ထားမယ်လို့ဆိုတာပါ။ ။ဒါကြောင့်ဒီကာလဟာနောက်ဆုံးတိုက်ပွဲကြီးမတိုင်ခင်မှာရှိမဲ့ရင်းချဲဟိကာလတစ်ခုအဖြစ်စန်းစာကတင်ပြထားတာပါ။ဟုတ်ပြီ။အခုဆိုရင်တော့ကျွန်တော်တို့ဒီ Prophet Future ရဲ့နောက်ဆုံးအခန်းကိုရောက်လာပါပြီ။ဒီဖြစ်ပျက်တွေကတော့အနှစ်တစ်ထောင်ကာလကုန်ဆုံးသွားပြီးတဲ့နောက်မှာဖြစ်လာမယ့်အရာပဲပါ။အနှစ်တစ်ထောင်ပြည့်သွားတဲ့အခါစာတန်ကိုခဏပြန်လွတ်ပြီးနောက်ဆုံးတရားစီရင်ခြင်းစီကိုဥတည်သွားပါရတယ်။ဒီနောက်ဆုံးအဆင့်ကိုကြီးမြတ်သောပတ်လင်ဖြူတော်တရားစီရင်ခြင်းလို့လူသိများပါတယ်။ ကြံရှိနေသေးတဲ့ဒေလွန်သူအားလုံးကိုဒီမိုင်တရားစီရင်မှာဖြစ်ပါတယ်။ဒီအချိန်စရာဟာတော့အရာအားလုံးရဲ့အဆုံးသက်ကိုအပြည့်အစုံဖော်ပြနေတာပါပဲ။လူတွေရဲ့ဝိညာဉ်ကိုတရားစီရင်တာတခုတည်းမဟုတ်တော့ပါဘူး။တိတ်ချင်းတရားကိုယ်တိုင်ကိုဖျက်ဆီးပစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးအပဝင်ဖန်ဆင်းခြင်းတစ်ခုလုံးကိုအတတ်တဖန်ပြန်လည်ပြုလုပ်မယ့်အကြောင်းကိုပါပြသနေတာပါ။ဒါဟာလုံးဝကိုအတတ်ကပြန်ဆချင်းတစ်ခုပါပဲ။ဆိုတော့ ခြုံပြရရင်ဒီချမ်းရင်တစ်ခုလုံးမနဲ့ကျွန်တော်တို့သိနိုင်တဲ့အဓိကချက်ကဘာလဲဆိုတော့တရားဖြစ်ပျက်တဲ့အားလုံးဟာလူသားတွေရဲ့ရွေးချယ်မှုဆိုတဲ့အယူဆနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ဆိုတာပါပဲလူလက်စွာရွေးချယ်ပိုင်ခွင့်ဒီဟူစာကိုတရားစီရင်ခြင်းကဘာကြောင့်လူအပ်ရတယ်လဲဆိုရင်အခြေခံကြောင့်တရားထစ်တင်ပြထားတာပါစဉ်းစားကြည့်လေလူတွေမှာရွေးချယ်ပိုင်ခွင့်တောင်မရှိခဲ့ဘူးဆိုရင်သူတို့ရဲ့လောဘရတွေအတွက်သူတို့ကိုဘယ်လိုလိုတာဝန်ခံခိုင်းလို့ရမှာလဲဟုတ်တယ်မလားဒါကပဲကျွန်တော်တို့ကိုနောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုချန်ထားခဲ့တာပါ ချမ်းရဲရလူတဦးချင်းစီမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိနေပေမဲ့သူတို့ရွေးချယ်နိုင်တဲ့လမ်းကြောင်းတန်းရဲ့အကျိုးဆက်တွေကိုကြိုတင်မှတ်တမ်းတင်ထားပြီးသားလို့ဆိုထားပြန်ပါတယ်။အဲ့ဒီတော့ဒီမေခွင်းကကြံခဲ့တာပေါ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကတကယ်ပဲလွတ်လပ်တယ်လို့ပြောလို့ရသေးလား။